တင်းပြန့်နဲ့ကော်าီရနေงဲ့ဆွဲဆสာင်မှ่စိတ်သက်ပျော်ဝင်သွားစေမယ့်အရာတာနဲ့ n ก s c a f e ကအောင်မြင်မှုကိုတင့်တယ်ယူဆောင်လာတော့မှာပါ伊拉莫ဘာကความจําเสื่อมกี่นิ้ว1กี่นิ้ว 2 กี่นิ้ว3มันจำได้หมดเลยอ่ะเขางความจำเสื่อมนะไม่ได้ปัญญาอ่อน ူများနိုင်ငံတခုမှာကျွန်တော်ဒီလိုလာပြီးတော့အော်ပွဲကိုခံခံနာနာကောင်းကောင်းမွန်ကျင်းပနိုင်တဲ့အတွက်ရဲ့နောက်ပြီးတော့ဒီလိုရုပ်ရှင်ုံတဲ့အရှိမှာကျွန်တော်တို့ရဲ့ကားရဲ့ဝါရှိတွေကိုထားရပြီးတော့ကြော်ညာထားတဲ့အတွက်ရဲ့ပြီးတော့ဒီ time မှာရှိတဲ့အကြီးဆုံး major ပေါ့နော် major city plus မှာ ယုံတင်ပြီးတော့ယုံတင်သူတို့ရဲ့ယုံတင်တွေတော်တော်များများအလုံးနှိပါလောက်မှာယုံတင်ပြီးပြသခွင့်ရတဲ့အတွက်ရယ်ကျွန်တော်အနေနဲ့ဒါဒီနေ့ကတော့အရန်ကိုပျော်ရွှင်ရတဲ့နေ့တစ်နေ့ပါပဲကျွန်တော်တို့လည်းသတင်းတွေကြားပါတယ်အခုကျွန်တော်တို့ဒီမှာအလုံးလုံးနေကြတဲ့ကျွန်တော်တို့အခြေခံလုပ်သားတွေရှိတယ်အာသူတို့တွေရာဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံကနေပြီးတော့အဲတေးဥဆောင်တစ်ယောက်က သူတို့ထိုင်းနဲ့ပူပေါင်းပြီးရိုက်တယ်ဒီမှာရှိတဲ့ယုံတွေမှာပါယုံတင်နေဆိုတဲ့အခါကျတော့ဒါတို့ရဲ့မြန်မာသေယုတ်ဆောင်กว่าဆိုပြီးတော့အဲသူတို့ဒီအလုံသမားအချင်းချင်းကြားထဲမှာဂုံယူပြီးပြောဆိုတာမျိုးတွေလည်းရှိတယ်ဆိုတာမျိုးပြန်ပြီးတော့ကြားရတယ်ပေါ့เนาะဒါကျွန်တော်အနေနဲ့အရန်ကိုဝမ်းသာရပါတယ်အဲ့တော့ဒီကားလေးကလည်းဒီလိုမျိုးပေါ့เนาะမတူညီရဲ့သူတွေကိုအားလုံးညီညီညွတ်ညွတ်နဲ့ရိုက်ကူးထားတယ်ဆိုတဲ့ဟာအတွက်ကြောင့်မို့လဲတဖြည်းဖြည်းနဲ့အားလုံးကပို့ပြီးဒီတဲ့ဒီတဲ့ချစ်ခင်ရင်းနှီးလာပြီးတော့ဟိုမလိုလားအတော်အတွေ့အခေါ်တွေတဖြည်းဖြည်းနဲ့ညော့နှဲလာပြီးတော့လေအားလုံးက တစိမ့်တဲ့တဝမ်းနဲ့နှစ်ချစ်ခင်ကြီးနေလာကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ထားပါတယ် โอ้ยดีใจมากตื่นเต้นมากค่ะเป็นโอ้โหไม่ไม่อยากจะเชื่อว่าจะมากันเยอะขนาดนี้คือเชื่อว่าแฟนๆปีดีอูแบบ มาแน่นมากมาให้กําลังใจกันเยอะมากค่ะ ก็ขอบคุณมากๆจริงๆที่มาวันนี้ค่ะ ได้ร่วมงานกับพระเอกซูเปอร์สตาร์อย่างปีดีอูค่ะถือว่าแบบโอ้โหเป็นเกียรติแล้วก็เป็นประสบการณ์ในการทํางานที่ดีมากๆค่ะเพราะว่าภาพยนตร์เรื่องนี้ถือว่าเป็นภาพยนตร์ เรื่องแรกก็อยากจะขอฝากเนื้อฝากตัวกับ พี่น้องชาวเมียนมาค่ะแฟนคลับวิดีโอทุกคนก็ขอฟังเนื้อฝักตัวด้วยนะคะโอ้พูดภาษาพม่าได้อยู่สองคำค่ะก็แค่บิงกะลาบาเจสูเดนบาเดไป ဒီကအပေါ်မှာတော့ဟိုအရင်ဟိုအဲ့လိုမျိုးမျောလင်းချက်ထားတာမျိုးတော့မရှိပါဘူးကိုအတွက်ပထမဆုံးကာကြီးလေးဖြစ်တယ်ပြီးတော့ဒီကမှာအထူးဧည့်သည်တိရစ္ဆာန်နေနေပဲပါထားဖြစ်တဲ့အတွက်ဟိုပါတဲ့စင်းနိုင်မှာတော့အရင်ကိုစ조사ထားပါတယ်ဒါကိုပြတီးကလည်းဒါပါတဲ့စင်းနိုင်မှာတိချာလေးတင်ပြီးထားတယ်အဲ့အဲ့ဒီအတွက်ဒါကိုက ပထမဆုံးကိုယ့်ရဲ့ကားကြီးကိုပြန်ကြည့်ရတဲ့ခံစားချက်ပဲရှိပါတယ်။အလောက်ကြီးမျောမှန်းထားတာတွေတော့မရှိပါဘူး။ဒါပေမဲ့အခုဒီဘန်ကောက်မှာ pressure လာလို့တဲ့အချိန်မှာဒီဘန်ကောက်ကပြည်သက်တွေနဲ့တွေ့ရတဲ့အတွက်တကယ်ကိုဝမ်းသာပါတယ်။ပြန်ပြောပါတယ်လို့။ဟာလောကနေလည်းကတော့ခေါ်ဆိုတဲ့ဖ แสดงร่วมในเรื่องนี้ด้วยค่ะ อังเกรูอ่ะบมาปีอิตะโกอะติคลีดิเลยไปจินเนဇလန်းအစ်ကလေးတွေတင်ပြပုံအစ်စ်ဆန်းလေးတွေနောက်ပြီးတော့ဒီရှူတင်းနေရာလေးတွေအစားပေါ့နော်အဲ့လိုအစ်စ်ဆန်းလေးတွေပြကျင်တဲ့ရည်ရွယ်ချက်နဲ့ဒီကားကိုထုတ်လုပ်ခြင်းဖြစ်ပါတယ်အေးအန်ကယ်တို့ဒီဗမာပြည်ရဲ့ market ကတော့ကျင်းတယ်ပေါ့အန်ကယ်တို့အခုကုန်ထားတဲ့ cost ကတော့အန်ကယ်တို့အရန်များတယ်ပေါ့အခုဒီလို media ပွဲကြီးလောက်တာဆိုရင်လည်းဗမာပြည်ရဲ့ media တွေအကုန်ပါလာတယ်ပေါ့နော် အဲ့တော့ဒီရှုံးနာမြတ်တာတော့ပြဿနာမရှိဘူးပေါ့။ဘာဖြစ်လို့လဲဆိုတော့အဲ့လိုရှုံးနာမြတ်တာပြဿနာမရှိဆိုလို့အန်ကယ်တော့တထေးလည်းမဟုတ်ဘူးပေါ့နော်။ဒီပရိတ်သတ်ကိုဗမာ ပရိတ်သတ်ကိုဒီလိုအစမ်းပြားလေးတွေကိုပြင်ပြခြင်းနဲ့ရည်ရွယ်ချက်နဲ့ဒီကားကိုရိုက်ကူးထုတ်လုပ်ခြင်းဖြစ်တယ်။အဲအန်ကယ်တော့ဘယ်လိုခေါ်မလဲ။ဟိုယင်းနေကလှုပ်လိုက်ရတဲ့အလုပ်လေးတစ်ခုပေါ့။အောင်မြင်တယ်ပေါ့နော်။ယုံတင်လေဒီတက်မကလာအားပေးပါလို့အင်္ဂရဖိတ်ခေါ်တယ်ဒါပေမဲ့အင်္ဂရတကယ်ဖြစ်ချင်တာကတော့ဒီနေရာမှာ အန်ဂယ်ရိုဗမာပြည်ရဲ့ဒရိုက်တာဗမာပြည်ရမင်းသားမင်းသမီးတွေနဲ့စုပေါင်းရိုက်ကူးထားတဲ့ဗမာကားကြီးတကားကိုဒီမျိုးနေရာမျိုးကြီးမှာယုံတင်ခွင့်ရအောင်တော့အန်ဂယ်ထပ်ချိုးစားပါအောင်ပဲโอเค ทุกท่านพร้อมไหมคะเนี่ยปิดเลยเนาะใช่ค่ะ โอเคค่ะ